ားအလုံးမင်္ဂလာပါရေရှင်လေးမှာအပြန်လေးကျေဆွလိုက်ပါတယ်ဒီကနေ့မတ်လ29ရက်နေ့ဒီကနေ့မှာကျွန်တော်တို့နိုင်ငံတွင်းထဲကကျွန်တော်တို့မိသားစုဝင်တွေအချိန်မတိုင်ပင်မင်းနဲ့ခွဲခွာခဲ့ရတဲ့အကြောင်းအရင်းအမေကတားကိုခွဲခွာခဲ့ရတဲ့နိုင်ငံဒါဖြစ်တဲ့သူကအမေတွေကိုခွဲခွာခဲ့ရတဲ့နိုင်ငံအမေ tạ mình là mình đi ăn nào nó mình nó ông ấy mua hàng toàn nữa mình nó tao sẽ giả thì là nó mình nó tao sẽ giả đi mà tao thì gì này để cam mà tao nó mình nó con là một nhà nó mình nó tao sẽ giả thì là mấy mà tao thì gì này để cam mà tao

ီဒီယိုဖိုင်လေးမှာဆိုရင်အချိန်မတိုင်ခင်ပဲကျွန်တော်တို့သားမိတွေကျွန်တော်တို့မိသားစုတွေခွဲခွာခဲ့ရကြပါတယ်ဆိုတော့ဒါကြွေရဲ့လက်ရှိတည်းကံဘသူလဲဆိုတော့ကျွန်တော်မိမတွေမမိအောင်ငယ်လို့ကျွန်တော်ယူဆတယ်ကျွန်တော်နိုင်ငံရဲ့ပြည်သူပိုင်ပတ်စံတဘောဘေးအနေတွေအတွက်ရံပုံငွေထားရှိခဲ့တဲ့ပတ်စံတွေအာနာသိမ့် အကျံဖတ်အုပ်စုကအဲ့ဒီပဆန်တွေကိုကျွန်တော်တို့ပြည်သူတွေတတ်ဖို့အတွက်လေရင်စီတွေဝယ်တဲ့နေရာမှာတုံးခဲ့တယ်ကျွန်တော်ပြည်သူတွေကိုတတ်ဖို့အတွက်ဘုံကျဲတဲ့နေရာတွေမှာအဲ့ဒီပဆန်တွေကိုတုံးခဲ့တယ်အခုတော့ဘောဘီအန်ဒီရဲ့ငလင်းလှုပ်ခတ်ခံရပြီကျွန်တော်တို့ပြည်သူတွေသူဘာလုပ်နိုင်လဲ ရေကြကြီးမန်းစွာနဲ့ကျွန်တော်ပြည်သူတွေတဘွားဘိတ်အန်ဒီခံခဲ့ရမယ်ဆိုရင်အဲ့ဒီခံခဲ့ရတဲ့ပြည်သူတွေအတွက်ပြန်လဲထူထောင်ဖို့ကုသဖို့ရေးပေါ်ကယ်ဆယ်ဖို့တွေထားရှိခဲ့တဲ့စေရဟတ်ရင်တွေကိုသူတို့တွေဟာကျွန်တော်ပြည်သူတက်ဖို့အတွက်အသုံးပြုခဲ့ကြတယ်ဒီနေ့ကျွန်တော်သတင်းပြောတဲ့နေ့မှာပဲကယ်ဆယ်ရေးရဟတ်ရင်ကိုသုံးပြီးတော့ကျွန်တော်ပြည်သူကိုပြစ်တက်ခဲ့ကြတယ်နောက်ချုံမှာလဲ ဘုံကျဲခဲ့တယ်ဒီနေ့ပဲတော့ကျွန်မမိပါဒါတွေဟာကျွန်တော်ပြည်သူအခုကဲသူမရှိဆဲသူမရှိဒုက္ခရောက်နေတဲ့အချိန်ကျွန်တော်တို့နိုင်ငံနဲ့ထိစပ်နေတဲ့ထိုင်းနိုင်ငံဘရင်ကငလင်ကြောင့်ထိခိုက်ခဲ့တဲ့သူတွေအကုန်လုံးကိုတော်ဝင် စေကူသားခွင့်ပေးမယ်ဆိုတဲ့ပြောဆိုမှု တော်ဝင်စေကူတာမှုဆိုတာကျောင်းရဲ့မိသားစုကျွန်တော်ရဲ့ညီကိုမောင်မတို့အဲ့ဒီငလင်မှာထိခိုက်ခဲ့သူမြည်သူအကုန်လုံးလူမျိုးမျိုးဘာသာမယူသူ့နိုင်ငံအတွင်းထဲမှာရှိတဲ့လူတွေအကုန်လုံးကိုတော်ဝင်စေကူတာခွင့်အခမဲ့ကူတာခွင့်ပေးလိုက်တာဖြစ်တယ်ဒါကထိုင်းနိုင်ငံမှာကျွန်တော်နိုင်ငံမှာ အခုဘာတွေဖြစ်နေပြီလဲကဲသူချီဆဲသူမရှိဖြစ်နေတဲ့အချိန်မှာနိုင်ငံတကာပတ်ပြီးတော့အကူအညီတောင်းနေတဲ့စောက်ဖင်းကောင်အကူအညီမတောင်းတဲ့လို့ကျွန်တော်ပြောတာမဟုတ်ဘူးဒီအရုပ်တက်ကျွန်တော်တို့နိုင်ငံကျွန်တော်ပြည်သူပိုင်ပတ်စံထွေနဲ့ငကူကလေးကတဘာဘေးအန်တရဲ့အတွက်ရင်ပုံငွေတွေထားရှိပြီးသား တဝအပင်းအနေဖြစ်ခဲ့မယ်ဆိုရင်လည်းပဲလုံလောက်တဲ့ကုသမှုတွေထားရှိတဲ့ကျွန်တော်တို့ရဲ့စေဝင်ဒန်းတွေကိုအဲ့ဒီကောင်တွေမလုတ်ခဲ့လေကျွန်တော်တို့ကဲစဲရေးလူငယ်ဖွဲ့တွေကိုအဲ့ဒီကောင်တွေဘလို့ကွက်ပြတ်ခဲ့လေဘလို့နှိပ်စက်ခဲ့လေဘလို့တတ်ဖြတ်ခဲ့လေကျွန်တော်ပြည်သူဖြစ်တဲ့အချိန်မှာအိုင်းကောင်မျက်ရည်ကန်ထိုးပြီးတော့ချက်ချင်းပဲလူရှိသူရှိထွက်လာပြီးတော့ခွက်ခေါက်တောင်းစားတာဒီကောင်တွေမို့လို့မရှက်ဘူး ကျွန်တော်ကဒီရုပ်တံတွေကိုကြည့်ပြီးတော့အရန်ကိုရှက်ရုံပြီးကျွန်တော်ရေမိပါဒါကတော့အတင်းတွေမပြောခင်မှာပရမအုံဆုံးတင်ပြချက်ပါဒုတိယတင်ပြချက်လေးတစ်ခုအပြည့်စည်တွေဂျားရဲမှာအကာအကွယ်မဲ့ကုညီကဲစဲနေရတဲ့ပြည်သူတွေကပြည်သူ သူရဲကောင်းတွေကျွန်တော်ဒီကနေပြီးတော့ဥညော့အလေးပြုပါတယ် ီဗီဒီယိုဖိုင်လေးကိုကြည့်ပြီးသွားရင်လည်းကျွန်တော်ရဲ့မိပါတယ်သူတို့မှာဘာအကာအဝယ်မှမရှိဘူးအနေဆုံးလက်အိတ်တောင်မရှိဘူးအို့ထုတ်ဝေးတကယ်အင်းဝေးဘာမှကဲစေရေးထောက်ကူပြုပစ္စည်းမပါဘဲနဲ့ကျွန်တော်တို့ပြည်သူကိုကျွန်တော်တို့ပြည်သူကပဲပြန်ကဲနေရတဲ့ကျွန်တော်တို့နိုင်ငံအတွင်းကဖြစ်စဉ်လေးတစ်ခုဒါဟာကျွန်တော်တို့လက်ရှိ နိုင်ငံကိုအုပ်ချုပ်ခြင်းတွေပါတယ်ကျွန်တော်တို့ပြည်သူရဲ့အာဏာကို လူယူထားပါတယ်ဆိုတော့စစ်ခွေးအုပ်စုကကောင်းနေဒီဗီဒီယိုဖိုင်ကိုကြည့်ပြီးတော့ရှက်တက်ရင်ဆဲကပြန်လဲသိလို့ရတယ်စခိုင်းကိုပို့ပြီးတော့တကယ့်ကိုပြန်အားမြင့်ငလင်လောက်ခတ်ပြီးနောက်ဆက်တွဲအခုချိန်ထိတည်ဆင်းမကောက်နိုင်သေးတာတော်တော်လေးကိုအတုံးမကြ တို့အချုပ်ထားတဲ့နေရာတွေမှာခုချိန်ထိတည်စင်းကောက်လို့မရဘူးအခုသတင်းဌာနတွေမှာတက်လာတဲ့လူကြီး1000ကျော်သေးပါတယ်လူကြီး2000ကျော်တန်ရာရပါတယ်ပျောက်ဆုံးနေတာဘလောက်ပါဆိုတာမင်းအောင်လိုက်စထွက်ပြောတဲ့ကကျွန်တော်တို့နိုင်ငံမှာတရားကျော်စထိသွားပြီဆိုတဲ့အချိန်နဲ့တပြိုင်နက်တည်းမှာပဲကျွန်တော်တို့မွတ်စလင်ဘာသာဝင်တွေဝိပုကိုးကွယ်နေတဲ့အချိန်မှာပဲ ဗလီကျောင်းဆောင်တွေပြိုကျမှုအတွင်းထဲမှာလူပေါင်း400ကျော်တေခဲ့တာ။သူက100ကျော်လို့ပြောတယ်။ကျွန်တော်တို့မြေပြင်မှာ400ကျော်တေဆုံးခဲ့ရပြီ။ဒီချက်များပြားတွေရှိတယ်။ဘလောက်တော့ဒုက္ခရောက်ကြမယ်။အခြေအနေဇိုးတွေနဲ့ကျွန်တော်ပြည်သူတွေဂျင်းဆိုင်နေရလဲဆိုတာ။ဟုတ်ပြီ ဒီနေ့မှကျွန်တော်တင်ပြမယ့်အဓိကအကြောင်းအရာကနိုင်ငံတွင်းထဲမှာကုညီမဲ့နေရတဲ့အဓိကတရားခံပြီးတော့သူတို့တွေကျွန်တော်တို့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေတော်လန်သောအင်အားစုတွေနေပြည်တော်ကိုထိုးစစ်ဆင်ရင်နေပြည်တော်မှာပုံခိုဖို့အတွက် ကြီးမားအတွက်လှိုင်ခေါင်းတွေဖောက်ဆောက်ဖောက်လုထားတာကျွန်တော်တို့ပြည်သူကိုအတိမပေးဘဲနဲ့ကျွန်တော်တို့ပြည်သူပတ်စံနေပဲ။ သူတို့ကြတော့ပေမှာအလွန်ကြောက်ပြီးတော့ကျွန်တော်တို့ပြည်သူကိုကြတော့ဖြစ်ချင်လို့ပြစ်ပြစ်ထားရက်တဲ့မိစာအခုနေပြည်တော်မှာရှိတဲ့လိုင်ကောင်းကြီးတွေရောအချင်းလေးကောင်းရဲ့လားသူရဲ့အသက်အန္တရာယ်ကိုကာဝယ်ပါမယ်ဆိုရက်သူတို့ရဲ့စီးပွားရေးတွေပြောချင်တာကသူတို့ရဲ့ဒါ အာတကူတုံးပေါ့ဗျာတကူတုံးရွှေတွေငွေတွေစိတ်တွေဗြဟ္မာတွေကြောက်တန်ယန္တနာတွေတန်မိုးရှိဖေးဆိုတဲ့ပစ္စည်းတွေရွှေပြောင်းဖို့ခိုးထားတဲ့ခိုးရပါပစ္စည်းတွေပြည်သူရှိရဓမြတိုက်ထားတဲ့ပစ္စည်းတွေဒီပစ္စည်းတွေကိုတိမ့်စီဖို့ ਨੇ ဒီပစ္စည်းတွေ ਨੇ အတူခိုးအောင်နိုင်ဖို့ ပြည်သူတောင်မှအတိမပေးပဲနဲ့ဖောက်လုတ်ခဲ့တဲ့နေပြည်တော်ကလှိုင်ကောင်းကြီးတွေအကြောင်းကိုကျွန်တော်ရင်ပြပါတယ်ဂျာတိပြီးပြီလားခင်ဗျဒီကောင်တွေတော်တော်ရုံမှလုံးနေနိုင်ငံတကာပတ်အကူအညီတောင်းနေတာဒီငလင်ကိစ္စမှမဟုတ်ဘူးဘာအတွက်အကူအညီတောင်းတာလဲကျွန်တော်ပြည်သူကိုဘုံကျဲတတ်ဖို့အတွက်ဒီကောင်တွေပတ်ပြီးတော့အကူအညီတောင်းခဲ့ကြတယ်အခုငလင်ဖြစ်တဲ့အချိန်မှာလဲ ကျွန်တော်ပြည်သူကိုကယ်ဆယ်ဖို့အတွက်ရံပုံငွေတွေထားရှိထားတဲ့ငွေတွေကိုခိုးစားနှိုက်စားလူစားထားတဲ့ကောင်တွေကအခုနိုင်ငံကိုနိုင်ငံတကာကိုဖုံးဆက်ပြီးတော့အကူအညီတောင်းနေရတယ်တရောင်းစားထက်ဆိုးတဲ့ကောင်တွေဟုတ်ပြီနိုင်ငံတကာကဖွဲ့တွေရောက်မလာခင်24နာရီအတွင်းမှာပဲကဲသူမဲ့နေတဲ့ကျွန်တော်တို့ရဲ့ပြည်သူတွေရဲ့အဖြစ် အဓိကကတော့ကျွန်တော်တို့လူမျိုးနေမျိုးတွေမှာအလောက်ထိစိုးရတဲ့ထိခိုက်မှုမရှိသွားဘူးကျွန်တော်ရဲ့မိဘကျွန်တော်လူမျိုးနေမျိုးမှာအထက်မြင့်ကိုတို့အကြီးကြီးတွေမရှိဘူးလေမနီဗီလာလူမျိုးနိုင်ငံကအဆင့်မီပါတယ်ဆိုပြီးတော့ငလင်တန်ကိုခံနိုင်ပါတယ်လို့ပြောပြီးတော့လိန်ရောင်းခဲ့တဲ့ကွန်ဒိုလူမျိုးတွေကျွန်တော်တို့စီမှာမရှိမနေဘူး။ဟုတ်ပြီ sky villa condo ပြုကြသွားတဲ့ sky villa condo တဲကအပျက်စီးတွေကြားထဲမှာကယ်ဆယ်ပေးပါလို့တကြောကြောအော်နေတဲ့အတန်တွေကြားနေရတယ်အဲ့ဒီ condo ကိုဘသူစောက်ထားတာလဲအဲ့ဒီ condo စောက်လုပ်ခွင့်နဲ့အဲ့ဒီ condo အယောင်ပြခန်းတွေမှာဘသူတာဝန်ခံလက်မှတ်ထိုးပေးထားတာလဲရရာတိုင်းမှာဖြစ်ရှိတယ် ဖြူချပစ္စည်းသွားတဲ့ဆော်ဦးတလုံးချင်းတလုံးလုံးရဲ့လီးတဲ့တစ်ခုလုံးမြေကြီးတဲ့ကိုကျုံဝင်သွားတာပါမြင်းကြီးတက်ကနေပြီးတော့လီးတဲ့အထိဒါလေးလည်းကျွန်တော်အမိပါရိသိရှိပြီးဖြစ်မှာပါကျန်တဲ့ခုနှစ်ထက်ကလည်းမြေပေါ်မှာရှိနေပေမဲ့နောက်ထပ်ဒုတိယငလျင် wave တိုက်လိုက်တဲ့အချိန်မှာအဲ့ဒီပြိုကျစဲအဆောက်အဦတွေကလည်းထပ်မံပြိုကျသွားပါတယ် အခုကျွန်တော်သတင်းပြောနေတဲ့အချိန်အထိကေဇေရှိမလုံနိုင်သေးတာကိုဝမ်းနည်းစွာတွေ့နေရပါတယ်။မင်းအွန်လိုင်းတကောင်ငလင်လှုပ်လို့ဓပုံရိုက်ခံပြီးတော့လူရှိထွက်လာတယ်။အဲ့ဒီနေရာကဘသူဖေးနေရလဲကျွန်တော်ပြပါတယ်။ဓပုံကြီးကြည့်ပြီးသွားပြီလို့မျှော်လင့်ပါနေပြီးတော့အလုတ်သမွားရှိရဝင်ကြီးယုံရှိ တို့ရဲ့နေရာမှာတို့ထပ်ပုံရိုက်ခံတဲ့ကိစ္စတကယ်ကျွန်တော်တို့ပြည်သူတွေဒုက္ခရောက်ရှိပါအခုကျွန်တော်တို့စကိုင်းမြို့ကြီးတစ်ခုလုံးတစားစီဖို့ဖို့ညံ့ညံ့ခြေသွားလောက်တဲ့နေရာမျိုးမင်းအွန်လိုင်းလာပြီးတော့ကြည့်လို့လားမင်းအွန်လိုင်းလာကြည့်လို့ကျွန်တော်တို့ပြည်သူကာကွယ်ရေးတပ်ဖွဲ့ဝင်လောက်လိုက်တယ်ဆိုရင်ကျွန်တော်ရဲ့မိဘပြည်သူတွေကြိုက်တဲ့အဖြစ်ပြောကျွန်တော်တို့လက်ခံတယ် ဒီကောင်ပတ်ပြီးတော့ကြည်နေတယ်ဒီကောင်ပတ်ပြီးတော့ဓာတ်ပုံရိုက်ခံနေတာကနေပြီးတော့တဲမှာပဲရှိသေးတယ်မန္တလေးတော့မရောက်သေးဘူးတယောက်ကတော့ကယ်ဆယ်ရေးတွေလာမယ်အိန္ဒိယကလည်းကယ်ဆယ်ရေးတွေလွှတ်လိုက်ပြီးစင်ကာပူကလည်းကယ်ဆယ်ရေးတွေရောက်နေပြီဆိုတော့သူတို့တွေကိုကျွန်တော်တို့ပြည်သူကြားတဲ့ဘယ်သူလိုက်ပို့မှာလဲကျွန်တော်မေးတယ်မေးကုန်ရှင်းရှင်းလေးနေပြီးတော့ကယ်ဆယ်ရေးလုပ်ရမယ် ပြီးတော့မြို့ကြီးအချို့နေရာလေးကယ်ဆယ်ရေးလုပ်မယ်ပြီးရင်ဒီကောင်လေးလည်းပြန်သွားမှာဒီဝိုင်းရင်ပါလာတဲ့ထောက်ပံ့တွေအကုန်လုံးရရှိတဲ့အကူအညီတွေအကုန်လုံးအဲဒီကောင်တွေနီးမျိုးစုံနဲ့ခွဲဝေရောင်းစားပြီးတော့ချမ်းသာကြအောင်မယ်နာဂစ်ကိုဥပမာကြည့်နာဂစ်မှာချမ်းသာသွားတဲ့စစ်ခွေးပုံချုပ်တွေရရှိတယ်အများကြီးရှိတယ်အများကြီးကျွန်တော်စင်အင်းနဲ့မပြောတော့ဘူးနာခင့်မှာ ရွက်ဖြင့်တဲတွေဘလို့ဈေးနှုန်းပေါက်ခဲ့လဲဆိုတာကိုကျွန်တော်ရဲ့မိပါပဲမှတ်မိအောင်မယူဆပါတယ်ဒါကကျွန်တော်တို့နိုင်ငံအတွင်းမှာလက်ရှိဖြစ်ပျက်နေတာပါဟုတ်ပြီလက်ရှိအခြေအနေမှာလဲစကိုင်းကျွန်တော်တို့ဒါမန်လေးမှာရှိတဲ့ Sky Villa ဟာလဲတီးအိနဲ့ပြိုကျပျက်စီးနေသေးပါအဲ့ဒီပြိုကျပျက်စီးနေတဲ့ဂျားရဲမှာကျွန်တော်တို့ကဲဆယ်ပြဖို့အကူအညီတောင်းနေတဲ့အတန်တွေကလဲအခုချိန်ထိကြားနေရသေးဖြစ်တယ်လို့ မန်လေးဒေသခံတွေကပြောဆိုထားပါတယ်အဲ့ဒီမန်လေးစကိုင်းပီလာစာဦးကိုစစ်တပ်နဲ့ဆက်နွယ်တဲ့အောင်မြင်သူခံမီကတိဆောက်ခဲ့တာဖြစ်ပြီးတော့စတင်တိဆောက်ခဲ့စဉ်နဲ့အယောင်ပြခန်းလုတ်တဲ့အချိန်ကျွန်တော်တို့ပြည်သူကိုလိန်ပြီးတော့ရောင်းတဲ့အချိန်မှာလဲငလင်တန်ခံနိုင်ပါတယ်ဆိုတော့အချက်တွေကိုထည့်သိမ်းထားတာကို တွေ့ရမယ်။ဟုတ်ပြီအခုပြိုသွားပြီ။ကျောင်းနိုင်ငံမှာအာမခံဘာရှိပါလဲ။ ျွန်တော်နိုင်ငံမှာမှန်ကန်ပါတယ်ဆိုတဲ့အရာဘာရှိပါလဲကျွန်တော်နိုင်ငံမှာတာဝန်ယူမှုတာဝန်ခံမှုဆိုတဲ့အရာဟောရှိပါသလားဒီအာနာယူဒီမိစ္ဆာကောင်တွေရှိနေသေးတာကျွန်တော်တို့ပြည်သူအလူလဲစိတ်ညာစိတ်ညာခံနေရမယ် ဟုတ်ပြီငလင်းတန်းခန္ဓာရင်ပါလို့လိညာပြောဆိုရောင်းခဲ့တာကိုလည်းကျွန်တော်ရဲ့မိဘအချို့သိမယ်လို့တော့မျှော်လင့်ပါတယ်လက်မှတ်ထိုးလှုပ်ရှားသွားတဲ့စောက်လို့ရေဝင်ကြီးဟောင်းဦးကျော်လွင် ဖြစ်ပြီးတော့စစ်တပ်လက်အောက်ခံ MEC ကွန်ထရက်တာတွေကတိစောက်ခဲ့ကြတာဖြစ်ပါတယ်ဘုစကိုင်းဖီလာကွန်တိုကြီးပြူကြသွားပြီ ျွန်တော်မြည်ကြီးတက်၄တက်ကနေပြီးတော့တခါတည်းငလင်လောက်တဲ့ကမြည်ကြီးတက်ကိုကျုံဝင်သွားတာအဲ့ဒါကငလင်တန်ခံနိုင်တဲ့အစာဦးလားဘာဖြစ်ပါဒါကတော့ကျွန်တော်တို့သိရှိပြီးသားအချက်ကျွန်တော်မိဘတွေရဲ့ information တွေနဲ့ information ပေါ့နော်ဒါအကြံပြုဆွေးနွေးတာတွေကိုကျွန်တော်ရဲ့ video comment မှာရေးပေးခဲ့ပါဟုတ်ပြီကျွန်တော်မိပါတယ် ကျွန်တော်တို့အကျောင်းဖက်စစ်ခွေးတက်ရဲ့စစ်ကောင်စီအလို့သမားရေးအဝင်ကြီးအမြဲတမ်းအတွင်ဝင်ဥညွတ်ဝင်ဒုဗိုလ်မှူးကြီးအငိမ့်စားဆိုတဲ့ကောင်ကတော့မနေ့ကမက်လ28ရက်နေ့ငလင်လှုပ်တဲ့အချိန်မှာပဲတခါလဲဘိုက်ကွဲပြီးတော့တေဆုံးသွားပါကြောင်းတခါပြန်ကြတော့လဲတီရာချင်းတော့အတူတူဘိုက်ကူကျွေပြားစိုက်ပြီးတော့မှကြောက်ပြားစိုက်ပြီးတော့မှဘိုက်ကွဲပြီးတော့ တနှစ်တပိုးပြည်သူတွေရဲ့ရှိရှိသမျှသောအရာတွေအကုန်လုံးကိုခိုးစားဖွက်စားနှိုက်စားမတရေစားစားရတဲ့ကောင်တွေတေတာထောင်မှဘိုက်ပေါက်ပြီးတော့ဘိုက်အခွဲခံရပြီးတော့တေရတဲ့ဖြစ်စဉ်ဒါကလည်းမထူးဆန်းပါဘူးတေတာချင်းအတူတူเนาะကျွန်တော်ရေးမိပါတယ်ဟုတ်ပြီအဲ့ဒီမှာ မျက်နှာကျက်ကြောက်ပြားတွေပြိုကျပြီးတော့ဘိုက်ပေါက်ပြီးတော့အဲ့ဒီဒုပိုလ်မှုကြီးအငိမ့်စားဆိုတဲ့ကောင်ညွန်ဝင်းတည်ဆုံးခဲ့ပြီးတော့လူမှုဖွလုံရေးအမျိုးသားအဆင့်ကျွန်တော်တို့ဒါသုံးပွင့်ဆိုင်အစည်းအဝေးကျင်းပ နေတဲ့အချိန်မှာပဲအခြားသောအရာရှိတွေလည်းပြင်းထန်တဲ့ထိရိုက်ဒဏ်ရာရရှိသွားတယ်ဆိုတော့သူတို့ကတော့ကုသဖို့အတွက်အဆင့်ပြေးမှာပါကမန်ကရန်ထပြီးတော့ထိုင်းတော်မှာ စေပြေးကုယကုမှာတို့နိုင်ငံတဲမှာတော့မှကုချင်မှကုတာဒါအရာရှိတွေနဲ့ပတ်သက်တဲ့ဆက်နွယ်လေကျွန်တော်ရင်မိပါတယ်သိပါတယ်တခုခုဆိုရင်ခေါင်းလေးမိုးလို့နှလုံးလေးတုံရင်တော့မှထိုင်းမှာပဲစေးသွားကုတာအနိုင်ဆုံးတော့သူ့ရဲ့အကျင့်ဆိုတော့ထိုင်းတော်ဝင်စေကုသားကွင်းကိုလည်းပေးထားတယ်ဆိုတော့သူတို့ကပဲမသိရင်ထိုင်းမှာအာငလင်တန်ခန်းစားရလို့ပုံစံမျိုးနဲ့လဲတွက်ကုရင်ကုမှာပြောမရဘူးရောကြော်ပေါ်ကြော်နဲ့အလကားရရင် သူများမိမတော်မှာကြာကူလီနှိုက်တဲ့ဖက်စစ်ခွေးတက်ကိုဗျာဟုတ်ကဲ့ဗျာကျွန်တော်စကိုင်းမြို့ငလင်တန်ခံနေရတဲ့ခင်းချင်းလေးကိုလည်းအနေနဲ့တင်ပြချင်ပါတယ်စကိုင်းမြို့ကရင်200ဆေးရုံမြင်ကွင်းကကြည့်မကောင်းရှုမကောင်းပါနိုင်ငံကောင်မှာထုတ်ပြန်လာတဲ့ငလင်နဲ့ပတ်သက်တဲ့သတင်းရင်းမြစ်တွေကိုကြည့်မယ်ဆိုရင် ပရမအူစားပေးတင်ပြခံရတာကထိုင်းနိုင်ငံဖြစ်ပါတယ်။ဒါပေမဲ့အဓိကငလီရဲ့ဘိုလ်ချက်နဲ့ငလီရဲ့ပြင်းထန်တဲ့တုတ်ခတ်မှုတွေထိရိုက်တန်ရအများပြရရှိသွားတာကကျွန်တော်တို့နိုင်ငံမှာဘာပဲဖြစ်ဖြစ်ကျွန်တော်နိုင်ငံကအနောက်မှာရှိဟုတ်ပြီ ကျွန်တော်ငလင်လောက်ကပ်ပြီး24နာရီကြာတဲ့တိုင်အောင်ကူညီကယ်ဆယ်ရေးမလုံဆောင်နိုင်တဲ့ပစ္စည်းတွေဂျာတွေပိတ်မိနေသူတွေတည်ဆုံးနေတဲ့သူတွေပြီးတော့ပျောက်ဆုံးနေတဲ့သူတွေအများပြားရှိတဲ့အကြောင်းကိုစကိုင်းတိုင်းတွေကဒေသခံတွေကတစင်းကျွန်တော်သိရှိထားရပါတယ်စကိုင်းတောင်ရိုးကဖုန်ကြီးကျောင်းတိလချင်းကျောင်းနဲ့ဖုန်တော်ကြီးတင်ပညာရေးကျောင်းဘာကကျောင်းတွေမှာ ရှိတဲ့ကလေးလူငယ်ရဟန်းတန်ကတိလရှင်နဲ့ အညာဒေတာမြို့ရွာတွေကအတီးတီးကနေပြီးတော့စပေးရှောင်းနေရာကနေပြီးတော့လာရောက်ခိုလုံတဲ့သူတွေအများအပြားရှိနေတဲ့အတွက်ထိခိုက်ဒဏ်ရာရရှိမှုတွေသေဆုံးမှုအလုံးကိုများပြားနေပါတယ်ဆက်လက်ပြီးတော့လည်းမြစ်တပ်ဖို့ရှိနေပါကြောင်းစင်ကောင်းကြီးစွာနဲ့ကျွန်တော်တင်ပြလိုက်ပါတယ်ဒါဟာငလင်ဘိုဟိုချက်ဖြစ်တဲ့စကိုင်းမြို့တစ်ခုလုံး မြို့လုံးကျွတ်ပြိုကျပျက်စီးခဲ့ရတဲ့ဖြစ်စဉ်ရဲ့နောက်ဆက်တွဲတွေပါဟုတ်ပြီဒီဖြစ်စဉ်တွေအကုန်လုံးဟာလက်ရှိအာနာယူကောင်တွေကြောင်းအချို့ကတော့ပြန်လဲပြီးတော့ခြေပစရာရှိပါတယ်ဟာငလီလောက်တာပဲသဘောဘေးပဲဘယ်သူကတားဆီးနိုင်မှာလဲဘယ်သူကကုညီနိုင်မှာလဲ ငလင်လှုပ်ခတ်မယ်ဆိုတဲ့ကျွန်တော်တို့ဒါအတိပေးတဲ့အချက်လက်တွေကျောင်းနိုင်ငံတနိုင်ငံလုံးမှာရှိတဲ့ပြည်သူတွေဒါမှမဟုတ်သူတို့အုပ်ချုပ်ထားတယ်ဆိုတဲ့နေရာတွေဘယ်သူမှ မသိရှိကြရဘူးဘယ်သိရှိနိုင်မလဲပုံမှန်တော့မှမီးရမလားအင်တာနက်ကလည်းမကောင်းဆက်သွယ်ရေးကလည်းအဆင်မပြေသူတို့ဟာကျွန်တော်တို့ပြည်သူပေါ်လုံးလုံးမှစာနာထောက်ထားစိတ်ကြမ်းမှမရှိခဲ့ကြဘူး ဒါကြောင့်လည်းပဲအခုလိုမျိုးဆိုးရတဲ့သဘောဘေးအန္တရာယ်တွေဂျားထဲမှာကျွန်တော်တို့ပြည်သူတွေအလူလဲခံစားနေရတာပါဒါပေမဲ့လည်းအကျမ်းဖတ်စစ်ခွေးတက်ဟာအကျမ်းဖတ်အမားတွေပီပီငလီလုတ်ပြီးတာတောင်မှ နောင်ချိုမှဘုံလာကျဲသေးသွားတယ်ပြီးတော့ခြားသောဒေသတွေမှာလည်းပဲကယ်ဆယ်ရေးဟဲ့ရင်တွေနဲ့လာပြီးတော့ပြစ်သွားသေးတယ်အဲ့တော့ ကျွန်တော်နိုင်ငံတွင်းထဲမှာရှိတဲ့ကျွန်တော်တို့ရဲ့မိဘပြည်သူတွေကျွန်တော်တို့မိသားစုဝင်တွေရဲ့အကူအညီတောင်းတဲ့အတန်လေးကျွန်တော်တို့ကြားနေရပါတယ်။ငိုကြွေးတဲ့အတန်လေးကျွန်တော်တို့ကြားနေရပါတယ်။ကျွန်တော်မိဘတွင်းနဲ့အတူတူကျွန်တော်တို့ထပ်တူရှိပါတယ်။ခရစ်စတုနဲ့ဆိုတက်စီနေတဲ့ကျွန်တော်တို့နိုင်ငံတွင်းမှာရှိတဲ့မိဘပြည်သူညီကိုမောင်နှမဒုက္ခများ ကျွန်တော်တို့တဦးချင်းစီတိုင်းတယောက်နဲ့တယောက်လက်ကိုကြစ်ကြစ်ပါအောင်ဆွဲကန်ရင်းနဲ့အတူတူကြော်ဖြတ်ကြပါမယ်ကျွန်တော်တို့အားလုံးကြော်ဖြတ်နိုင်မယ်လို့လည်းကျွန်တော်ယုံကြည်ပါတယ်ကျွန်တော်တို့နိုင်ငံသားတွေဟာစိုးဝါတဲ့ဒါအရှမ်းကိုညှိုးစုံတဲ့ဖိနှိမ်မှုတွေတခုလိုမျိုးသဘောဘေးအန္တရာယ်တွေ ပြီးတော့လူတွေဆုလိုက်အပြုံလိုက်သေးစင်နှိုင်နဲ့ကဘာမာတော်မှသုံးလုံးမရတဲ့သုံးဆွဲခွင့်မပေးတဲ့လက်နက်ဘုံတံတွေတဘောကဒီလိုမျိုးတေးစင်နှိုင်နဲ့အရာတွေအများကြီးကိုခါစီကြောဖြတ်နေကြပါတယ်ဒါကိုလည်းကျွန်တော်တို့အားလုံးအတူတူကြောဖြတ်နိုင်မှာဖြစ်တယ်ဒါကြောင့်ဆက်လက်ပြီးတော့အာတင်းထားပါလို့ပြောချရင်းနဲ့ ်ဒီနေ့ရဲ့ဗီဒီယိုကိုအဆုံးသတ်ပြစေနောက်လာတဲ့ဗီဒီယိုတွေကိုကျွန်တော်ပုံမကောင်းမအောင်ကြိုးစားပေးနေပါတယ်ကျွန်တော်ရဲ့မိဘပြည်သူရဲဘော်ရဲဘက်ညီအကိုပေါင်းဘီးရင်ကင်းရှင်းပါစေကြောင်းလေးနဲ့နဲ့ဆူတောင်းခြင်းနဲ့ကျွန်တော်ရဲဘော်ရှမ်းနေပါခင်ဗျာ